ဒီဆိုင်လေးမှာကလေအကင်လေးကိုဆိုရင်အနည်းဆုံး3ဝကနေ7တိမီဆက်လုပ်ရပြီးတော့အကင်လေးရေဆက်လုပ်ကောင်းအောင်လည်းမကပါဘူး။ဦးကျက်တဲ့သူတွေအတွက်ဆိုရင်လည်းကြက်ဦးဝက်ဦးတွေကိုစီချွန်ရဲတာတိတိမီမီလေးနဲ့ဆက်လုပ်ရမယ်အပြင်နောက်ထပ်ဒီဆိုင်မှာရသေးရဲ့ကြက်ပကပောင်းထမင်းဖြူလေးဆိုရင်လည်းခရစ်တယ်ရဲတာတော်တော်လေးကျက်ခဲ့တာပေါ့နော်။ဒီဆိုင်လေးမှာကလေရရှိနေမယ့်မီနူရီယာဆိုရင်ဈေးတင်ပြီးတော့ရဲတာတော်တော်လေးဆက်လုပ်ကောင်းတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ဆိုင်လေးစားလေးရဆိုရင်တော့မန္တလေးမြို့ရဲ့65လမ်း363ခွန်ကျမ်းမှာတည်ရှိတဲ့မာလာဆောင်ဆိုရဲ့အကင်ဆိုင်လေးပဲဖြစ်ပါတယ်။ခရစ်တယ်ရော လေးကြီးဆန်းမှာဆိုရင်အခုလိုမျိုးဂျက်အူဝက်အူတွေကိုစီချွဲညက်တာချီချီမီမီနဲ့လုပ်ပေးတဲ့ချက်ကိုတော်တော်လေးကိုသဘောချမိပါတယ်ဒီဆန်းမကလေအကင်လေးရေဆိုရင်အနည်းဆုံးတောင်းဝါကနေစတင်ပြီးဆက်လို့ရပြီးရောဂျက်သားဝတ်သားအမေသားကင်ကြီးဆိုရင်လေ၄၅၀၀ပတ်ချလေးပဲရှိရပါတော့အကင်လေးရေဆိုရင်တခြားကင်ပေးထားပြီးရောခွေးစတဲ့အကြိုက်ဆုံးကင်ကိုပြောရပါဆိုရင်ကျွဆိုင်ကင်ရေပြီးတော့ရင်ဝတ်သုံးသက်တာအာလူကင်နဲ့ခေါဘုတ်ကင်လေးဖြစ်ပါတယ်ဒီဆန်းကအာလူကင်ဆိုရင်အလုံးသေးလေးသုံးထားမှာမဟုတ်ဘဲနဲ့အလုံးကြီးကိုမှလှိထားပေးပြီးရောအပြားကြီးလိုက်ကင်တာဆိုတော့လေအာလူကြီးတဲ့သူရေ အတွက်ချစ်ချမိမိစားနေဆိုရင်လုံးဝကွက်တီပါဒီဆန်ကအကင်လေးတွေမှာဆိုရင်မလာမုံလေးတွေကိုပပိုင်ညာဖြူပေးထားတဲ့အတွက်ကြောင့်အချင်းမကြီးဒီနေပေါ့နော်တွဲပြီးတော့စားနိုင်မယ်ဆိုရင်တော်တော်လေးကိုလိုက်ဖက်ပါတယ်အကင်အများစုအားဆိုရင်တထောင်အောင်ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုစိတ်တည်နေစံလို့ပြောရမှာပေါ့နော်အကင်ပြင်တခြားဟင်းပွဲထဲမှာဆိုရင်အခုလိုမျိုးချက်ဖကပောင်လေးလေးရသေးရေပေါ့နော်ပထမအော်လေးဒီဆန်ကအဓိကအနေနဲ့အကင်ထားရောက်တာဖြစ်တဲ့အတွက်ကြောင့်ဒီချက်ဖကပောင်ကိုအများကြီးမျောနေမထားဘူးပေါ့နော်တပွဲကို6000ချက်ပေးရပြီးတော့လေအဲ့ဒါလေးတော်တော်လေးကိုဆောက်လောက်ကောင်းနေမှာပါတယ် ကျက်ပကပောင်ထဲမှာပါတဲ့ဟင်းအင်းရီလေးနဲ့ထမင်းဖြူလေးနဲ့တွဲစားတဲ့အရသာဆိုရင်တော်တော်လေးကိုစားကောင်းနေမှာပါရဲ့ပေါ့နော်အာမလို့ Crystal Follower လေးနဲ့ဒီဇိုင်းကိုရောက်ပြီဆိုရင်ကျက်ပကပောင်ထမင်းလေးကိုမဖြစ်မနေစားကြည့်ပါဒီဟင်းပွဲလေးကလည်းရောင်းဝအကောင်းဆုံး၅မလာဆောင်ဟင်းပွဲလေးပဲဖြစ်ပါတယ်အခုလိုမျိုးတစ်ကောင်လုံးကမှ1500ဘယ်ပဲပေးရပါတယ်ဒီဇိုင်းကမလာအနေနဲ့လေးရာဆိုရင်ဒီတိုင်းကြီးစားတဲ့ဆိုင်ရင်ထမင်းဖြူလေးနဲ့တွဲပြီးတော့စားမယ်ဆိုရင်ပို့ပြီးတော့လက်ဖက်တယ်ပေါ့နော်ဒါလေးကကျတော့စီချွန်ကျက်ဦးလေးပဲဖြစ်ပါတယ်သူကတပွဲကို၅00ပေါ့နော်ဒီဟင်းပွဲလေးဆိုရင်လေး Crystal တော်တော်လေးချက်ခဲ့တယ်မှာပါတယ်သူကလေးစီချွန်ရဲ့တာတတိမိမိ င်းလေးပြုလုပ်ပေးထားတယ်။အလေးသိမစားတဲ့သူတွေအတွက်ဆိုရင်တော့ငယ်လေးရောငန်းလေးမျိုးပေါ့နော်။ဒါမဲ့သူပြီးမှပါတယ်။တံမြာကြီးလေးညစ်ပြီးတော့စားလိုက်မယ်ဆိုရင်လေချင်းချင်းလေးညစ်ပို့ပြီးတော့စားလုပ်ကောင်းပါတယ်။ဒါကကြတော့စီချွန်ဝက်ဥပဲဖြစ်ပါတယ်။သူကတပွဲကို9500ပါ။သူရှိမှရရှိနိုင်တဲ့ဥရီယာဆိုရင်တန်တန်ရှင်တရေပြုလုပ်ပေးထားဖြစ်တဲ့ကြောင့်ညင်းနဲ့နန်ချင်းလုံးဝမရှိပါဘူး။အကင်းနေစားတဲ့အခါမှာဆိုရင်ထမင်းကျော်လေးနဲ့မှတွဲစားတဲ့သူတွေအတွက်ဆိုရင်လေမာလာထမင်းကျော်တို့ကျုပ်ထမင်းကျော်ဆိုရင်လေတပွဲကို2500ပဲရှိပါတယ်။ဒီဇိုင်းလေးကလေစေလုံးနဲ့တန်တဲ့ရဲသားလေးကလေစားလို့ကောင်းတော့မလို့သွားစားကြည့်ကြဖို့တဲ့ခွေ podcast တွေပြန်ပြီးတော့ share ဝင်လုပ်ပေးလိုက်ပါတယ်။